ဆိုတော့အဓိကကအခုအမေရိကမှာပြည်နာတစ်ခုကပါလဲဆိုတော့ Los Angeles မှာပေါ့နော်ဒီအမေရိကရဲ့နေဆက်ဆောင်တရေဖွဲ့ပေါ့နော် ICE တွေကတရားမဝင်ဘူးလားတဲ့သူတွေကိုဖမ်းဆီးနေတယ်အဲ့ဒီဖမ်းဆီးပြီးတော့ပိုင်းမှာ anti ICE လို့ခေါ်နေတဲ့ပြည်သူလူထုတချို့ကစာသားပြဖို့လုပ်လာတယ်စာသားပြဖို့တော့မလုပ်ဘဲနဲ့အခုနောက်ပိုင်းကပါလဲဆိုပုံကန်ထအကျွတ်မှုပေါ့နော်ပုံကျွတ်မှုတွေဖြစ်လာပြီးမှာ တော်တော်လေးကိုချမ်းသာတဲ့အခြေအနေထိရောက်လာတယ်ဆိုတော့စံသပြသူတွေကလည်းအခုအဲ့ဒီစံသပြသူတွေကလည်းအားရှိရဖွဲ့တွေကဖန်ဆင်းမှုတွေလုပ်နေတယ်အဲ့ဒီစဒီအလီလုပ်ပြီးတော့ပိုင်းမှာဟိုဖက်ကဖွဲ့တွေကလည်းအဲ့ဒီအားရှိဖန်ဆင်းမှုတွေကိုဆန့်ကျင်ပြီးမှအကြံဖက်မှုတွေထွက်ပေါ်လာတယ်ပေါ့ဆိုတော့အခုကတော့ချက်ကဘယ်လိုဘယ်လိုလုပ်တာဘယ်လိုလုပ်သွားတာလဲဆိုတော့ပြီးဆုံးတဲ့ပေါ့နော်ပြီးဆုံးတဲ့ အရောက်တထောင်ကျော်ကို LA မှာတက်ချအဖို့အမိထုတ်လိုက်တာတဲ့ဆိုတော့ဒီလိုမျိုးပြီးပြီးဆောင်တဲ့တွေကိုအခုလိုမျိုးမြုပ်ပေါ်မှာတက်ချဖို့အမိပေးတာမျိုးကအမေရိကန်တမိုင်းမှာရှာရှာပါပါဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေမှာအခုကတော့အမေရိကန်မှာအလောက်ထိဖြစ်သွားတာပေါ့တော့ဆိုတော့အဓိကကတော့တရားမဝင်တဲ့လူတွေကိုဖမ်းဆီးတာနဲ့စပြီးမှစန္ဒာရင်ပြနေတယ်အဲ့ဒီလူတွေကိုပြလွတ်ဖို့တောင်းဆိုနေတယ် ်ဆန္ဒပြတဲ့လူတွေကိုအိုက်စ်ကပြန်ဖမ်းတယ်အဲ့ခါကျတော့အကြပ်မှုတွေဖြစ်လာတယ်တောင်းကြမှုတွေဖြစ်လာတယ်အုံအုံအုံထားကြွားမှုတွေဖြစ်လာတယ်ပေါ့နော်အဲ့ခါကျတော့အခုကပါလဲဆိုတော့ဒီ LA မှာ Trump ကပါပြောလဲဆိုတော့ LA မှာအကြပ်မှုတွေရှိနေပြီပေါ့ပုံကမှုတွေရှိနေပြီပေါ့အိုက်စ်ရရှိတွေကိုလည်းအတိုက်ခိုက်ခံတယ်အတိုက်ခိုက်ခံတယ်ဆိုတော့ပြောလာတယ်ဆိုတော့ ice ကတော့ ice approach တွေကတော့တရားမဝင်လူမျိုးတွေကိုပဲဖမ်းပြီးမှ ြန်ပုနေဖူးပဲလုတ်နေတယ်လို့ Trump ကပြောနေတယ်အလားတူကိုသူတို့ကတော့စတွေးတွေနဲ့သူတို့မျက်နှာမှာထွေး Trump ကဘယ်လိုပြောလဲဆိုတော့မင်းတို့အမေရိကန်အရာရှိရဲ့မျက်နှာမှာစတွေးထွေးမယ်ဆိုခင်ဗျားတို့အရိုက်ခံမယ်ဆိုမာ Trump ကတော့ပြောနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ ICE ကအခုကသူတို့ဖမ်းဆီးထားတဲ့လူတွေကတသိန်းကျော်နေပြီတဲ့တသိန်းကျော်နေပြီပေါ့ရတော့အဲတရားမဝင်ပြောင်းရွှေ့တဲ့လူတွေပေါ့နော်တသိန်းကျော်ဖမ်းနေပြီတဲ့အခုလက်ရှိချိန်မှာဆိုတော့ အဲ့လိုမျိုးစံတပြမှုတွေအများကြီးတက်လာတဲ့ခါကျတော့တတော်လေးပုံကမှုစုပုံအောင်ကြုံးဖြစ်လာတယ်ပေါ့နော်ဆိုတော့အခု Trump ကပါလဲဆိုတော့ဒါကစံတပြမှုတွေတပုံကဖြစ်တက်မထလာတယ်ပေါ့ Trump က Trump ကဒီလူတွေကတပုံလူဖြစ်တော့ပြီပေါ့ဆိုတော့အမေရိကဥပဒေအရကတော့အခုလိုမျိုးတွေကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲတရားဥပဒေစုမှုရေလို့ပဲဆိုမှ Trump ကတော့ပြောနေတယ်နော် Trump ကတော့ပြောနေတယ်ဆိုတော့အခုကဗီဒီယိုကျွန်တော်ပြမယ်အဲ့ဒီဗီဒီယိုပြပြီးမှ ပရိသတ်တို့ကလည်းပဲကြည်ပြီးပါဆွေးနွေးကြည့်အောင်ပါဗောနော်ပရိသတ်တို့ကရောအာဘယ်လိုဘယ်လိုသဘောရလဲဗောနော်ဘယ်လိုခါယူထားလဲဆိုတော့ကိုပိုင်သုံးသက်ချက်တွေဒီ comment မှာရေးကြပါဗောနော်ခုကတော့ကွာတော်တော်လေးတော့ဟိုဟာဖြစ်နေပြီဗောနော်အာ single boy yes thank you so much guys thank you so much yes အာချစ်ဟာတ thank you thank you thank you for your support guys အကျွန်တော်ရဲ့ video လေးကိုသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးကြပါအဲ့တော့ 100k ပြည့်ပြီဗောနော် အဲ့ကျွန်တော် screen share လုပ်မယ်အဲ့ဒီပြဿနာတွေကိုကြည့်ကြည့်ရအောင် Against the, the Trump administration's deportation efforts, uh, tension is running high here. There's a lot of cursing, shouting. Uh, there's a, a lot of uh, graffiti, uh, a lot, a lot of bad words up there. တောင်းချမှုကတော့တော်လည်းမတင်လာတယ်ပေါ့နော်။သူတို့ကဆေးဆူလိုက် online နဲ့ဖြစ်နေတယ်ပေါ့နော်။အဒီက Trump ရဲ့ deportation ပေါ့နော်။ဒီတရားမဝင်တွေကိုဖမ်းပြန်ပြန်ပြန်ရေးစစ်စစ်ကိုသူတို့ကဆက်ကြည့်ပြန်စားပြလာတယ်ပေါ့နော်။ clearly very upset. 300 National Guardsmen have been deployed to three separate locations in the greater Los Angeles area so far. The Los Angeles storm up or near Tongkurolo City, near Tongkuma, 300ပြီးဆောင်တက်ပေါ့နော်အဲ့ဒါကိုသူတို့ကခွဲချပြီးမှတက်ချထားတယ်ပေါ့နော် to ensure safety and protect federal property. White House officials say this response is necessary to address the lawlessness that has been allowed to fester. So in Puro ကတော့ကျွန်တော်တို့ကအခုလိုမျိုးပြီးဆောင်တဲ့ကိုချပြီးမှအတုံပြန်တာကတော့လူအပ်တဲ့ရာကိုကျွန်တော်တို့လုပ်တာပါပေါ့။ဘာဖြစ်လို့လဲဆိုဒီလူတွေကလုံးဝကိုမတရားလုပ်နေပြီပေါ့နော်။သူတို့ကလုံးဝဥပဒေမြင့်မိမဲ့လိုမျိုးဖြစ်သွားပြီဆိုမှပြောရသူတို့လုံးရက်ကပေါ့နော်။ President Trump says he's deploying 2,000 California National Guard troops to L- California got 2,000. Be so in the Tong Joku in Los Angeles, ma, the Chahina. So far, at least 300 National Guardsmen have been deployed to three separate locations yeah. in the LA area. You can protest all you want, you got your First Amendment rights. But if you <laughs> အာတရားမဝင်ဖမ်းဆီးတဲ့ operation မှာသူကအရေးကြီးဆုံးပုံကူဖြစ်နေတယ် Trump ကသူ့ကိုတာဝန်ပုံကူပေးနေတယ်သူက Trump ဟောပဲလုပ်ခွနေတယ်သူကတော့ပြောနေတယ်အမေရိကနိုင်ငံကလွတ်လပ်တဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်နေတယ်မင်းတို့ကြိုက်တဲ့လောက်စန္ဒပြလို့ရတယ်ပေါ့မင်းတို့ကြိုက်တဲ့စန္ဒပြလို့ရတယ်ဒါကမင်းတို့ရဲ့လွတ်လပ်ခွင့်ဖြစ်တယ်ပေါ့ဒါပေမဲ့ cross the line of impeachment ဒါတော့မင်းတို့ကအဲ့ဒီ cross the line ပေါ့တော့မင်းတို့ကစီးကြုံနေပဲဆိုတော့ကျွန်တော်တို့ကလူအပ်တဲ့နီးနဲ့ပဲခင်ဗျားတို့ တို့ပြတ်မှာပဲခင်ဗျားတို့ဂလုတ်မှာပဲဆိုပါပြောလာတယ်ဆိုတော့မင်းတို့စမ်းစားပြရတယ်ဒါပေမဲ့စီးမကြော်နဲ့ဆိုပြောတယ်ပေါ့နော် destroy property you will be prosecuted ဆိုတော့ပေါ့နော်ဒီ officer တွေကိုရန်တိုက်လိုက်နော်အင်တွေကိုဖျက်ဆီးလိုက်ဆိုင်တွေကိုဖျက်ဆီးလိုက်အာခင်ဗျားတို့လုံနေပြီဆိုခင်ဗျားတို့တရားစွဲခံမှာပဲဆိုပြောလာတယ်ပေါ့အမေတို့ကြိုက်သူစမ်းသာပြဒါမဲ့လမ်းမဖြစ်စည်းနဲ့ကားမဖြစ်စည်းနဲ့အိမ်မဖြစ်စည်းနဲ့ဟောအဲ့လို အဲ့လေတော့သူတို့ကဆန္ဒပြပြီးမှအင်္ဂလိပ်ဖြည့်စီကားတွေဖြည့်စီမီရှုလို့တာဗီဒီယိုမှာပါနေတယ်ကြည့်ပါဦး National Guard in tonight. We're going to continue doing our job. Uh. Rioters, uh, uh, we're also throwing boulders and rocks at law enforcement. Uh, that's what I'm saying. Mexico, I like to go to the border. Orders of removal by an immigration judge. Uh, that complied with uh. that And get this, just moments ago, DHS released some information on some of the people that have been arrested. DHS officials say some of other... so, the DHS bono, the Department of Homeland Security ka သူရဲ့ statement တွေထွက်လာတယ်ထုတ်လာတယ်အဲ့ဒီထဲမှာသူတို့ဖန်ထားတဲ့လူတွေကဒီတခုသမျှတွေပါနေတယ်လင့်ပိုင်းဆိုင်ရာနဲ့အမှုနဲ့ဖန်ဆိုင်ဖန်အကျူးလူနဲ့လူတွေပါနေတယ်ပြီးတော့လူတက်မှုတွေနဲ့ကျူးလူနဲ့လူတွေပါနေတယ်ပေါ့သူတို့ဖန်ထားတဲ့လူတွေက အဲ့အရာကိုသွားပြီးမှဟိုဟိုကောင်တွေကဖြည့်ရပြပါစာသားတွေသွားပြနေတယ်ပေါ့တော့ We're going to have troops everywhere. We're not going to let this happen to our country. We're not going to let our country be torn apart. အဲ့စတော့ကတော့ပြောနေတယ်ပေါ့နော်ကျွန်တော်တို့ပြီးဆုံးတဲ့တွေကိုချမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံကိုအပြုကွေးမခံတော့မလို့အပြုကွေးမခံအပြုကွေးခံအောင်လုပ်မှာမဟုတ်ဘူးဆိုပြောလာတယ် We are not going to let our country be torn apart ပေါ့နော်ကျွန်တော်တို့နိုင်ငံကိုပြုကွေးခံအောင်ကျွန်တော်တို့ကလုပ်မှာမဟုတ်ဘူးဆိုမှာ Trump ကပြောနေတယ် ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုခုနဆန္ဒပြတဲ့အဖွဲ့တွင်ကြောင့်ကျွန်တော်တို့နိုင်ငံကိုကွေးကွေးပေးပေးအဖြစ်ခံဖို့ကျွန်တော်တို့ခွပြမှာမဟုတ်ဘူးဆိုတော့ချက်ကောပြောနေတယ်အဲ့ဒါကြောင့်အဒီအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တရားဥပဒေစုမိုးရေးအပြစ်ဝအထားမယ်တောင်းကျမ်းသူကိုဒီတိုင်းမလွတ်ပေးနဲ့ဖမ်းပြပါပဲတရားရေးရင်ဆိုင်ရနိုင်မယ်ဆိုတော့ချက်ကောပြောလာတယ်ပေါ့နော် It's uh, one of them. what I vision is, I mean, we see danger to our country and to our citizens. I will be very, very strong in terms of law and order. If you got a pioneer, but it's a little bit of a dream. No, I'm a chinese man. No, I'm a little bit of a dream. Don't that can't say me. No, they are pretty soon. We got people that can't kind of my mom. I'm a little bit of a dream. Secretary Hyde. And see what we need. We'll send whatever we need to make sure that it's law and order. ဆိုတော့နော်တရားဥပဒေစုမှုရေးဖြစ်အောင်သူတို့ဘာမှမစုလို့မယ်ဆိုမှထောက်ကပြောလာတယ် and when that happens, to have a little statement, they say, they said we hit ဆိုတော့ရှောက်ကတော့ပြောနေတယ်အဲ့ဒီလူတွေကိုကြည်ပါတဲ့အရာရှိတွေကိုသူတို့စတွေးထွေးထားတယ်ပေါ့ဒါပေမဲ့တခုခုတပစ်ချတာမျိုးရှိတယ်ပေါ့သူတို့ကတဲ့အရာရှိတွေကိုစတွေးထွေးခံတယ်ဆိုတော့ဒီစတွေးထွေးတဲ့ကောင်တွေအရိုက်ခံမှာပဲဆိုတော့ရှောက်ကတော့ပြောနေတယ် if they spit we hit ပေါ့နော်ဘယ်တော့ကကျွန်တော်တို့ကိုစတွေးထွေးပဲဆိုရင်ကျွန်တော်တို့ကမင်းတို့ကိုရိုက်မှာပဲဆိုတော့ရှောက်ကတော့ပြောလာတာပေါ့နော် ဆိုတော့ရေးအရာရှိပဲဖြစ်ဖြစ်တို့တက်သားပဲဖြစ်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 ဘသူကမှတို့ကိုစတွေးထွေးခံမှာတို့ကခုပြမှာမဟုတ်ဘူးစမရှော့ကတော့ပြောနေတယ်ပေါ့ဆိုတော့သူကတော့လောကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှမကြိုက်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဆန္ဒပြတဲ့လူတွေကရေးတွေကိုစတွေးထွေးခံတာလို့လုပ်နေတယ်တက်သားတွေကိုစတွေးထွေးနေကြတယ်ပေါ့နော်အထော့ကလောကလည်းမခံဘူးလား they get up to this far away and they said

<laughs> 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 sight, uh, last night in uh, Los Angeles, we watched the church closely. There was a lot of violence there. There was a lot of violence that could have gotten. Bro, Loa, Los Angeles got trouble up here. A lot of violence, bro. Jump up, move it, pump up, move it, move The any Los Angeles governor ကိုကအထောက်ကပစ်တင်နေပေါ့အဲ့ဒီ go. governor ကလောဝါကိုတုံးစားလို့မရတယ်ပေါ့နော်လောဝါကိုအဲဘယ်လိုပြောလဲ go. go. uh, incompetent ပေါ့ incompetent ဖြစ်နေတယ်ပေါ့ only time for the budget nobody's ever seen anything like it so uh, I just calling him the other night I said look you got to take care of this otherwise I'm standing in the dirt no Trump ကအဲ့ဒီ Los Angeles governor go. ကိုဖုန်းခေါ်တယ် ခင်ဗျားရဲ့ Los Angeles မှာကြီးကျယ်တဲ့ဟိုပြက်တာတွေရှိနေတယ်ဒီကိစ္စကိုခင်ဗျားဖြေရှင်းပါလားမဖြေရှင်းဘူးဆိုတော့ကျွန်တော်ကတက်သားရင်းကိုအဲ့ဒီ Los Angeles မှာတက်ချပါတော့ဆိုလို့မှ Trump ကအဲ့ဒီ Los Angeles ရဲ့ Governor ကိုဖုန်းခေါ်ပြီးမှပြောပြတာဖြစ်နေတယ်ဆိုအဲ့ဒီ governor ကကောင်းကောင်းလေးဖြစ်ရှင်းတယ်ဘူးအဲ့ခါကျတော့သူကတက်တက်တောင်းပြလိုက်တာပေါ့ All right that's it all right တခု CNN ကဟောပါလို့ပြောလို့ချစ်ချစ်အောင် Alton Detention Center. I was talking about the spray paint. You can see some of this. This entire uh, block appears to be tagged. But take a look at these officers. These are soldiers, rather. Um, you can see what they. There's about maybe 25 of them standing here in quite a display of a. ဒါတွင်ကိုင်နေတယ်ဘာကြီးအဲ့ဒါကိုပြောရှင်းပြတာပါ show of force and each of these soldiers if, Mike, you can zoom or. in a little bit, they're each carrying a long stick and a rifle. Each one of them is carrying a rifle. It appears to be a lethal rifle. We don't know what the status of those weapons are, but they certainly are here with their uniforms on and an incredible show of force. Armored vehicles also positioned outside of the Metropolitan Detention Center. So, what is happening here today? I'm going to have you sweep across this way and just take a look over here. We have a very small handful of people. When I first got here, Britano Mamila. CNN ကတော့ဗာပြောလဲ a very small group here ဆိုမှ CNN ကတော့သူတို့ရဲ့ three media မှာပြတယ်စမ်းသပ်ပြတဲ့လူတွေကနည်းနည်းလေးပါကြည့်ပါဦးတဲ့နော်ခုနကသူကတက်သားတွေပြနေတယ်တက်သားတွေကိုကြည့်ပါတဲ့သူတို့ကားတွေနဲ့ပါနေတယ်လက်လက်တွေနဲ့ပါနေတယ်တဲ့ စီအရကတော့ပြောင်းလိန်ပြောင်းစားလုပ်နေတာပေါ့ကတော့အဲ့ဒါကြောင့်ကျွန်တော်စီအရရဲ့တရင်ကိုတိတ်ပြီးမကြည့်ချင်တာကွာဘာဖြစ်လို့လဲဆိုတော့စီအရကလေလောဝကိုကလင်ကချစ်လုပ်နေတာတတော်လေးကိုပြောင်းလိန်ပြောင်းစားလုပ်နေတာစီအရကလေခုနပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲเนาะအခုန Fox News ကတင်ပြထားတဲ့ကိစ္စကတရင်မှာစန္ဒပြရလူကမင်းနေတာမဟုတ်ဘူးကွာတောင်းချက်တာလည်းနေတာမဟုတ်ဘူးကွာစီအရကတော့တော်ပြီးမှလူနေစုလေးတွေကိုဗီဒီယိုတော်ရိုက်လို့

Um, you can still smell from last night a little bit of uh, of the pepper spray that was used. Uh, some of the anti-riot. <laughs> CNN liars, guys! You guys freaking liars. That's why people don't believe you. People don't watch your channel anymore. Measures that were deployed last night, um, but this appears to be very, very peaceful. <laughs> of course, of course. You're there as a peaceful place. Well, I can tell you just from what I'm seeing here, Jim, an incredible show of force here in the streets of Los Angeles. Um, I went by City Hall. We, we zoomed through downtown, and so far, everything oh my God. is peaceful, Jim. Peaceful. <laughs> peaceful. Jim. peaceful. ပြစ်သက်တော့ရဲလာချောင်းလေကတချို့တွေကပြောနေကြတယ်အခုချွန်းကြီးက for the fox news မကြည့်နေရနော် CNN မကြည့်ဘူးနော်ပြောကျွန်တော် CNN မကြည့်ချင်တာအဲ့ဒါ CNN တွေကလည်းပြောင်းလုံးပြောင်းစားလုပ်နေတယ် clink clink ကြည့်လုပ်နေတယ်လူတွေက Thanks so much for that update. Oh my God. Might go on the presidential memorandum. The National Guard. ကဲဒါကတော့သူတို့ရဲ့ဆွေးနွေးတာတွေဖြစ်နေတယ်ပေါ့မူရာတို့ရဲ့အဲ့ဒါကြောင့်သူတို့က CN ကိုမကြည့်ချင်တာပေါ့နော်ကဲ MRTV လို့ပေါ့မြန်မာပြည်ကဟုတ်တယ် CNN ကလည်းအလောက်ထိလင်တာသူတို့ကလေတိုလေးကို CNN ကတော့အသွားပြီးမှသူတို့ရဲ့တည်င်းတွေကိုလည်းဖတ်မယ်ဆိုရင်တော့အမှန်တက်မှာပုံရတယ်သူတို့ကလည်း သူတို့ကလောဝကိုလင်ကြရမပြောတာပုံများတယ်မြန်မာပြည်ကမှာ TV လူပေါ့နော်ဆိုတော့အတိအကအခုလို့အခုနာ sorry နော်ကျွန်တော်ကရန်နာစီးတယ်ဆိုတော့ဒီနေ့တော့တောင်းပန်ပါတယ်ကျွန်တော်ကဟိုဟွာလူမျိုးခဏခဏလုပ်မိတယ်ဆိုတော့နားလေပြကြပါပေါ့နော်ဆိုတော့အတိအကကဘာဖြစ်သွားလဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့အခုလိုမျိုးတောင်းချမ်းတဲ့စန္ဒပြမှုဖြစ်တာက Los Angeles မှာ ice အဖွဲ့တွေကတရားမဝင်တဲ့လူတွေကိုဖမ်းဆီးတယ်ဆိုတော့အဲ့ဒီဖမ်းဆီးတာဟာလူတသိန်းကျော်လောက်ရှိနေပြီပေါ့နော်အဲ့ဒါခါကျတော့အဲ့ဒီဆန္ဒပြသူတွေကအဲ့ဒီ ice အဖွဲ့တွေပေါ့နော် ice အဖွဲ့တွေကို ice က American Nations Nations ဆိုရဲ့အဖွဲ့လို့ပြောရမှာပေါ့နော် Nations ဆိုရဲ့အဖွဲ့တွေကဖမ်းထားတယ်တသိန်းကျော်လောက်အဲ့ဒါခါလူတွေကမကြိုက်ဘူးပေါ့အဲ့ဒီ ice ရဲ့လုံရက်တွေကိုမကြိုက်တဲ့ခါကျတော့လာပြီးမှ ဆန္ဒပြနေတယ်ဆက်ကျင်နေတယ်အဲ့ခါကျတော့မှမဖြစ်လဲဆိုတော့အကြံဖက်မှုတွေဖြစ်လာတယ်လူရင်းကခုနပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲဆန္ဒပြရုံသာမဟုတ်တော့ဘဲနဲ့ကားတွေမရှိတာတော့နော်အင်္ဂလိပ်ကိုဖျက်ဆီးတာတော့လမ်းတွေကိုဖျက်ဆီးတာတော့လုပ်နေကြတယ်အဲ့ခါကျတော့ဒေါ်နယ်ထရမ့်ကအခြေအနေကပူဆူးလာပူဆူးလာတဲ့ခါကျတော့ဒေါ်နယ်ထရမ့်ကပီဆောင်တက်ကို LA မှာ2000ကျော်တက်ချခိုင်းတယ်အမင်းထုတ်တယ်ပေါ့နော် ဆိုတော့အဲ့လိုမျိုးအမြင့်ထုတ်တာကအမေရိကန်တပိုင်းမှာရှားပါတဲ့အဖြစ်အပျက်တွေဖြစ်တာတခုတော့ရှိတယ်။အဲ့ဒါကြောင့်ဒီ LA ရဲ့အကြံဖက်မှုတွေကိုစပြီးမှအဲ့လိုခုလိုမျိုးပြည်နာကကြီးသွားတာပေါ့။ဆိုတော့ IS အရာရှိတွေကအထိနောက်ဆုံးကြတော့အတိုက်ခိုက်ခံရခဲ့ရတယ်။ရေးတွေကလည်းတိုက်ခိုက်ခံခဲ့ရတယ်။တပ်သားတွေကလည်းအတိုက်ခိုက်ခံခဲ့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကို Trump ကမကြိုက်ဘူး။ဆိုတော့မင်းတို့အဲ့လိုမျိုးလှုပ်နေမယ်ဆိုရင်တော့ခင်ဗျားတို့အားလုံးကိုဖမ်းခံပြီးမှတရားစွဲခံရလိမ့်မယ်။ကျွန်တော်တို့ကဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။ မင်းတို့ဒီထက်မကပူဆူးနေမယ်ဆိုတော့ကျွန်တော်တို့ကတရားဥပဒေစုမရေးလို့ပါပါဆိုမှ Trump ကခုနပြောပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတနည်းအားဖြင့်ပြောရမယ်ဆိုတော့စာသားပြသူတွေကလည်းပုံကမှုတွေလှုပ်လာတဲ့ချမ်ပတ်မှုတွေဖြစ်လာတဲ့ခါကျတော့အခုလိုမျိုးပြဿနာကကြီးမားတဲ့အထိဖြစ်သွားတာပါပေါ့နော်ဒါကိုအတူချုံနေတဲ့ရှင်းပြသွားတာပါခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးမှအားပေးတဲ့ပရိသတ်ပေါ်အားလုံးပါလေကျေးဇူးတင်တယ်ပဲကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျမိလို့ဆိုတော့ subscribe လုပ်ပေးချင်အားပေးလို့ရပါတယ်လို့ပီတာပရိသတ်ပေါ်မှာလည်း Jesus So I'll see you guys tonight. Thank you so much for watching, beautiful people. I love you guys. Take care. God bless. Bye bye. Take care. So to know your video, the subscribe.